င်္ဂလာပါဆိုရဲ့ချင်းပိတ်ဆွေစီအားလုံးပဲမင်္ဂလာပါနော်ဆိုရို20ချိန်အတွက်ပေါ့နော်ချိန်20မှာတော့ဆိုရို10ထိပ်တစ်လုံးနေပဲမှန်သွားရပေါ့နော်ဆိုရပြပေးလိုက်တာမ6 6 3ဆိုပြီးတော့ပြရတဲ့ထဲမှာဒါ10ထိပ်စီတစ်လုံးပဲပါရပေါ့နော်နောက်ပိတ်ဒီအလဲတန်းနေလွဲတယ်ပေါ့ဗျာထားပါဆိုရို့မမြင်တဲ့အမူတွေကနေပြီးတော့တို့တော့ဒါ6 6ဆိုတာဒါထွက်သွားတာပေါ့နော်အဲ6 6ကတော့ ရှိကိုရှိရဲ့မူတိုင်းဆိုလို့ဒါဆက်ပြီးတော့ဒါကြည့်မှာပေါ့နော်ရှိကိုရှိကလည်းပဲသူကဒီနားလေးတွေပြကျွန်တော်တို့ဒီနားလေးတွေမဲ့သူအလုံးလို့သွားတာဒီနားလေးတွေမဲ့နော်ဒီနားလေးတွေဒီဘက်နှစ်နဲ့ဒီဘက်နှစ်နှစ်နှစ်ပေါင်းပြီးတော့ရှိကိုရှိကိုဒါပေါက်တိအဖြစ်သူကစားတော့တာပေါ့နော်အဲ့ဒီမူကတော့ဒီရှင်နှလုံးပေါင်းခြင်းနှစ်ကိုဒီနော်ဒီ6နဲ့6နဲ့နှစ်ကိုဒီဒီ6ပိတ်နဲ့6ထိန်နဲ့နှစ်တာပေါ့နော်ဒီ9နဲ့6နဲ့9ကိုဒီ6ပိတ်နဲ့9ထိန်နဲ့9တာပေါ့နော် 3ညနဲ့4နဲ့4ဟိုတော့10ပိတ်နဲ့6ထိန်းနဲ့4နှစ်နဲ့နှစ်နဲ့4ဟိုဒီ6ပိတ်နဲ့10ထိန်းနဲ့4ပြီးတော့တကယ်လို့20တချိန်မှာသူဆက်အလုပ်လုပ်ရင်တော့ဒီ10နဲ့4နဲ့2ပေါ့နော်10နဲ့4နဲ့2ကိုဒီ10နဲ့4နဲ့ပြန်နှင်းတော့ဒါ4ထိန်းစီးပေါ့ဗျာနော်4ထိန်းစီးပေါ့အဲ့တော့ပြဆွေးပြကျင်တာကဒီ4ထိန်းစီးဆိုတော့အဲ့မှာကဒါ4ကိုဒီကနန်းကို ူကြီးပြကျင်တာပေါ့နော်ဒီ၄ခု၅ရဲ့ဖြစ်စဉ်ကိုပြကျင်တာဒါ၈ခု၈ရဲ့ဒါအဆက်ပေါ့ဗျာနော်အဲ့တော့ဆူကြီးကကနာကယူလိုက်တာကဒီ၄ကိုဒီစဉ်နှလုံး၄ကိုဒီ၆နဲ့၆နဲ့၄စဉ်နှလုံး၅ကို၉နဲ့၆နဲ့၉နဲ့၅စဉ်နှလုံး၄ကို၈နဲ့၆နဲ့၄စဉ်နှလုံး၄ကို၆နဲ့၈နဲ့၄ပြီးတော့စဉ်နှလုံးပေါင်းချင်း၄ကို၈နဲ့၄နဲ့ဒါနှက်လိုက်တော့ဒါ၄ထိပ်စီရတော့တာပေါ့နော်အဲ့တော့၄ထိပ်စီရရင် तू က ပါတယ်ပေါ့ဗျာသူကတော့တခါလေးကပ်ပါတယ်ဆူကြီးကမမြင်တာပေါ့သူကသုံးပွဲလှလှပါပါလို့ဆူကြီးက၄ပွဲမြောက်မှကြည့်ပြီးသွားကင်လို့ဖြစ်နေတာနော်သူကဒီမှာပေါ့နောက်ပိတ်နှလုံးနှစ်ပေါ့နှစ်ရဲ့ဘဝဒီခွန်ခါပေါ့ဗျာနောက်ပိတ်နှလုံး၄၄ရဲ့ဘဝဒီကိုခါနောက်ပိတ်နှလုံး၄၄ရဲ့ဘဝဒီကိုခါနောက်ပိတ်နှလုံး၄၄ရဲ့ဘဝဒီကိုခါလို့ဆူကြီးတို့ဒီမှာဆက်ပြီးတော့ဒါကင်ပြီပေါ့ဗျာဒါကိုခါဆက်ကင်တာ၄ထိတ်ကိုခါဖြစ်သွားမှာပေါ့နော်အဲ့မှာရင် သူက လာလာပါပါပဲတော့နော်သူလာနေတာကဒီနောက်ပိတ်တီကိုလည်းတော့တန်းစီပြီးတော့ထည့်သွားရတာထိစီးကိုအမိပြုတ်ပြီးတော့တော့နောက်ပိတ်တီကိုလည်းတန်းစီပြီးထည့်သွားလိုက်တာဘလို့ထည့်တော့ဆိုတော့ဒီကိုးထိတ်ကြောင်ပေါ့နော်ဒီကိုးထိတ်ကြောင်ဒီ6 5ဆိုပြီးနောက်ပိတ်တုံးလုံးကိုးဆိုပြီးထည့်လိုက်တာဒီကိုးထိတ်ကြောင်ဒီ6 5ဆိုပြီးနောက်ပိတ်တုံးလုံးကိုးလို့ထည့်လိုက်တာတခါလေအပီးပေါ့နော်ဒီ6ထိတ်ကြောင်ပဲတော့6 6 2ဆိုပြီးနောက်ပိတ်တုံးလုံးသူ6လိုက်တာဒီ6ထိတ်ကြောင်ပေါ့နော်ဒီ6ထိတ်ကြောင်ပဲတော့6 8 4ဆိုပြီးတုံးလုံး8လို့ ခါနဲ့အပီးထည့်တာပေါ့နော်တကယ်လို့အဲ့လိုဒါဆက်ထည့်တိုင်းစူးစိုက်ဒီမှာက၄ထည့်ယူစားရေးပေါ့နော်ဒီ၄ထည့်ကြောင့်သူကဒီ၈၅၁၀မှာ၄မှာပေါ့နော်အဲ့လိုဆက်တိုက်သူကလှုပ်သွားခင်းရင်တော့ဒါ၄ကို၅ပေါ့နော်၄ကို၅ရဲ့ဒါဖြစ်စဉ်ကြီးပေါ့ဗျာနော်၄ကို၅ရဲ့ဖြစ်စဉ်ကြီးပေါ့အဲ့လိုမဟုတ်ဖဲနဲ့ဆွေတို့နောက်ထပ်သူ့ကိုတမျိုးလေးပေါ့နော်နောက်ထပ်တမျိုးလေးဒါပြန်ဖမ်းကြည့်အောင် နောက်တစ်မျိုးလေးဖြန်းကြည့်မယ်ဆိုရင်တော့တော်လေကိုခါနေပဲသူတို့ရိုက်ချင်တာဗောနော်ကိုခါနေပဲရိုက်ချင်တာအဲ့တော့ဒီမူပေါ့နော်သူပြချင်တာကဒီ996ဆိုတဲ့ခဏောင်းတပြချင်တာဒီဒါနောက်ထပ်တမူပေါ့နော်သူ့ကိုလှည့်သွားနိုင်တဲ့အတွက်ပေါ့နော်သူ့ကိုသူရဒီနေ့သေးတိုင်းပေါ့နော်ဒီနေ့ချိုးသေးတိုင်းပဲသူ့ကို ဒါကိုခါတော့ဆူရဒီခုနဒီတိုင်းပဲပေါ့နော်ဒီနောက်ပိတ်နှလုံးနှစ်နှစ်ရဲ့ပါပါခွန်နောက်ပိတ်နှလုံးလေးလေးရဲ့ပါပါကိုနှလုံးလေးလေးရဲ့ပါပါကိုနှလုံးလေးလေးရဲ့ပါပါကိုခါလို့ပဲဆူရတာယူလိုက်တာပေါ့နော်ယူလိုက်တော့အဲ့မှာကဆူတို့ဒီငါးထိပ်စီကဒါပြီးခဲ့တဲ့ပွဲရဆူရလဲပြခဲ့ဘူးလေပေါ့နော်ဒီဒီတစ်ကိုဒီနှလုံးတစ်ကိုဒီနှလုံးတစ်တာပေါ့နော်ဒီနှလုံးတစ်ကိုလည်းဒီနှလုံးတစ်ပေါ့ဒီနှလုံး30ကိုဒီနှလုံး30ပြီးတော့ဒီနှလုံး9ကိုဒီနှလုံး9လို့ဒါပြန်ခတ်သွားရင်တော့ဒါက ငါးထိပ်စီမူပေါ့နော်ငါးထိပ်စီပေါ့အဲ့တော့အဲ့ဒါကိုသူတို့ကသူ့ကိုနောက်ထပ်အထောက်တစ်ချက်နဲ့ပြန်လိုက်လိုက်တော့ဒီလိုပေါ့ဒီသုံးလုံးပေါင်းခြင်းငါငါးပေါ့6ပေါ့နော်ဒီသုံးလုံးပေါင်းခြင်း6ပြန်နော်ငါး650သုံးလုံးပေါင်းခြင်း6ပေါ့အဲ့ဒီ6ကတပွဲကြုံမှာရှင်းလုံးပေါင်း6လို့ထည့်ထားနော်ဒီ654ဆိုတဲ့သုံးလုံးပေါင်းခြင်း9ပေါ့ဒီသုံးလုံးခွေ9တပွဲကြုံမှာသူကရှင်းလုံးပေါင်း9လို့ထည့်ထား460ဆိုတဲ့သုံးလုံးခွေ ခွန်ပေါ့နော်အဲ့ဒီခွန်ကတပွဲကျော်မှာရှင်းလုံးပေါင်းကြီးခွန်လို့ထည့်တာဒီရှစ်ခွန်ကိုးဆွေသုံးလုံးပေါင်းကြီး၄ပေါ့နော်အဲ့ဒီ၄ရဒီပွဲမှာရှင်းလုံးပေါင်းကြီး၄နဲ့လဲဒါတွားပြီးတော့ကြိုက်တာပေါ့နော်ကြိုက်နေ56ရှစ်အသွဲပေါ့နော် နောက်ဘက်ကတော့ဆွေတို့ကနာဆွေဒါယူပြလိုက်တဲ့အတိုင်းလေးပဲနော်သေးစီလေးကိုအမိပြုတ်ပြီးတော့ဒီကိုးကြောင့်669လို့အမ်685လို့ဒါကိုးလိုက်တာပေါ့နော်ဒီကိုးသေးစီလေးကြောင့်နော် ဒီ6ကလေးကြောင့်ပဲ864 862ဆိုရင်သုံးလုံးပေါင်း6လိုက်တာ6လေးကြောင့်နော်ဒီ6ကလေးကြောင့်ပဲ684ဆိုတော့ဒီနောက်ပြီးသုံးလုံး7လိုက်တာဒီ5ကလေးကြောင့်ပဲဆိုသူ6 8 6တက်လို့သုံးလုံး9သွားခဲ့ရင်တော့9ဒီစနော်နောက်လုံးပေါင်းရင်9 96ဆိုတဲ့ကဏ္ဍကြီးပေါ့ဗျာနော်အကူ6ဆိုတဲ့ကနေညာသူရဲ့ချင်းမိတ်ဆိုရကလနန်နဲကိုဒါကြည့်ကြည့်ပြနော်၅ခုနဲ့စွန်တိုင်း၅ခုနဲ့စွန်တိုင်းမှာဒီဗရိတ်ကထိတ်စီးနဲ့ ဘူပရိတ်ခဏတကွအမြဲတမ်းလာတယ်နော်၅ခုနှစ်စွန်တိုင်း၅ခုနှစ်စွန်တိုင်းကိုဆွေးရချင်းမဲ့ဆွေးကလနာရှိတဲ့အမေဆွေတွေဒါလိုက်ကြည့်ကြည့်ပါနော်၅ခုနှစ်စွန်တိုင်းမှာပရိတ်တီသူ့ရဲ့အထက်ကပရိတ်တီထိတ်စီးနဲ့ဘူပရိတ်ခဏတကွအမြဲတမ်းလာတယ်ခုဒီမှာကဆွေးရ6 6ဆိုတော့အထက်မှာ၅ပရိတ်ထွက်ထားပြီလေနော်၅ပရိတ်ကိုဒီမှာ၅ထိတ်လို့ထားပြီးတော့ဘူပရိတ်နဲ့ရိုက်ပါနော်အဲ့ဒီဆိုင်နေလေဒါတွားပြီးတော့ဒါတိုက်ဆိုင်နေတယ်ပေါ့နော်၅ခု6ဆိုတဲ့ကဏ္ဍလေဒါ ကွန်ဘိုပေါ့နော်ကွန်ဘိုဆေးဖို့တော့ဒါရန်တင့်နေပေါ့နော်တထောင်ဖို့မရဘူးတော့ဒါရန်တင့်နေခဏန်းပေါ့ဗျာနော်ခုနကဆိုကြီးပြခဲ့တာကခုနကလီကို9ပေါ့နော်လီကို9ရဲ့မူလေးလေးကောင်းတယ်နော်လီကို9ရဲ့မူလေးကိုဆူကြည့်ချင်းဆူကြည့်ဒါကြည့်ကြည့်ပါနော်ပြန်ကြည့်ကြည့်ပေါ့လီကို9ရဲ့မူကလေးနော်ဆိုကြီးနောက်တစ်ခေါက်ပြန်ပြမယ်နော်ဒီရှင်းနှလုံးနှစ်ကိုဒီနောက်ပိတ်နဲ့ထိနေနှစ်တာရှင်းနှလုံး9ကိုနောက်ပိတ်နဲ့ထိနေ9တာပေါ့နော် ရှင်နှလုံးလေးကိုနောက်ပိတ်နဲ့ထိနေလေးတယ်ရှင်နှလုံးလေးကိုနောက်ပိတ်နဲ့ထိနေလေးတယ်เนาะရှင်နှလုံးနှစ်ကိုနောက်ပိတ်နဲ့ထိနေနှစ်တယ်เนาะအဲ့မှာလေးထိစီရတယ်เนาะဒီနှလုံးနှစ်နှစ်ရဲ့ဘဝခွန်ခါနှလုံးလေးလေးဘဝကိုးခါနှလုံးလေးလေးဘဝကိုးခါနှလုံးလေးလေးဘဝကိုးခါပေါ့เนาะလေးကိုအသွေးပေါ့เนาะအဲ့တော့မှဒီကိုးကိုကိုးထိတ်ကိုအမိပြုတ်ပြီးတော့685ဆိုပြီးကိုးတော့ပေါ့6ထိတ်ကိုအမိပြုတ်ပြီးတော့762ဆိုပြီး6တာ6ထိတ်ကိုအမိပြုတ်ပြီးတော့684ဆိုပြီး7တာ လေးထည့်ကိုအမီပြုတ်ပြီးတော့9 8တက်ဆိုပြီးတော့လေးလိုက်တာပေါ့နော်ဒါက4 9 9ပေါ့နော်အဲ့တော့ခုနကစူးစိကြတာက996ပေါ့နော်ဒါက4 9 9ပေါ့ခဏနှစ်ကွက်ပေါ့နော်ခဏနှစ်ကွက်ပေါ့ရနော်အဲ့ဒီနှစ်ကွက်ကိုဒါနည်းနည်းပါပါပေါ့နော်ပါပါစီတော့ဒါရန်တင့်နေပေါ့ဗျာနော်အဲ့တော့ ဆိုရင်နောက်ထပ်တမူပေါ့နော်နောက်ထပ်တမူမြင်ထားတာကနောက်ထပ်တမူကတော့ဆိုရင်သုံးကက်စီမူလေးဗျသုံးကက်စီမူလေးကိုဒီနှစ်ဂျိုးတဲ့အတိုင်းပေါ့နော်ဒီနှစ်ဂျိုးတဲ့အတိုင်းမင်းတို့ကတော့ဆဲကွက်စရာပေါ့နော်ဆဲကွက်စရာကိုဆွေးရချင်မိဆွေးဒါကြိုက်ရင်လည်းထိုးပေါ့ဆွေးပြလိုက်မယ်နော် ူက၅ခါနဲ့ဒီတပွဲသူက6ပိနဲ့တက်လို့ရိုက်တာနော်6ခါနဲ့တပွဲသူက6ပိနဲ့နှစ်လို့ရိုက်တာ၅ခါနဲ့တပွဲသူက7နဲ့3လို့ရိုက်တာဗောနော်ဒီနှလုံး1ဗောနော်ဒီနှလုံး2ဒီနှလုံးကို၃လို့သူရဲလိုက်တာဗောနော်အဲ့မှာတော့ဘာလေးဆက်အလုတ်လုတ်တုံးဆိုတော့ဒီ၅ခါနဲ့တပိုးကျော်၆ပိနေရတက်လို့ရဲလိုက်တာ ਨੇ ဒီ၅ခါနဲ့၆ပိနေရကက်ရက်ကတက်လို့ပြန်ထည့်တာနော် ဒီ6ခါနဲ့တပွဲတူက6ပေးနဲ့နှစ်လို့ရဲလိုက်တာနဲ့၄ခါနဲ့10ပေးနဲ့နှစ်လို့ကတ်လိုက်တာနော်5ခါနဲ့10ပေးနဲ့3လို့ဒီလိုက်လိုက်တာနဲ့သူက9ခါနဲ့6ပေးနဲ့3ဆိုပြီးတော့ဒီခါလေးကတ်လိုက်တာနော်အဲ့ဒီသူ့ရဲ့အဆက်ပေါ့နော်အဆက်ကလေးကိုသူရတာဆဲကွက်စရာမူလေးနဲ့သူရဲ့ချင်းမေးဆွေတွေဒါဆဲကွက်စရာကြိုက်တဲ့လူတွေကထိုးပေါ့နော်ပုံစံသူရတော့ဒါအများကြီးတော့ဒါမရွေးချယ်ထားပြီးပေါ့နော်အဲ့တော့သူက ဒီ၅ခါနဲ့6ပိနဲ့တစ်ကိုတဲ့၅ခါနဲ့6ပိနဲ့ဒီလိုပြန်တစ်ပြီးလိုက်ထန်နဲ့၄၈၉ဆိုတဲ့ဒီသုံးလုံးအခွေပေါ့နော်၄၈၉ဆိုတဲ့သုံးလုံးခွေရလဲတစ်တဲ့နော်၅ခါနဲ့6ပိနဲ့တစ်6 9ခါနဲ့6ပိနဲ့တက်ပေါ့เนาะဒီလိုပြန်တက်ပြီးတော့4 8 9ဆိုရေသုံးလုံးပေါင်းချင်းဒီတက်တက်เนาะတက်ပြီးတော့6ထိနဲ့9နဲ့ဒီတက်ပါတဲ့เนาะသုံးလုံးပေါ့เนาะဒီ4 8 9ဒီတက်မယ်6 9 10 ကိုထိန်နဲ့ခွားနှစ်နဲ့ဒီတင့်မယ်ပေါ့ဗျာနော်ကိုခါးစည်းနဲ့ခွားနှစ်ဆဲကွက်စရာမှုပေါ့နော်ဆဲကွက်ထိုးရင်ဒါ696အပါပေါ့ဗျာနော်အတစ်ပြီးတော့မှနှစ်ပေါ့6ခါးနဲ့6ပိနဲ့နှစ်အဲ့ဒီနှစ်ကို၈၄နဲ့၈နဲ့နှစ်နှစ်ပြီးတော့669ဆိုရယ်သုံးလုံးကိုနှစ်နော်669လို့သုံးလုံးနှစ်ပြီးရတာနဲ့6ထိန်နဲ့ခွား6နဲ့ပေါင်းရင်ဒီ6ထိန်နဲ့ခွား6နဲ့ပေါင်းရင်ဒီနှစ်ပေါ့ဗျာနော်နော်ကိုခါးစည်းနဲ့ခွား6ဆိုပြီးဆဲကွက်ထိုးရင်ဒါ698ခန်းအပါပေါ့ဗျာနော် ဲ့တော့ဒီမှာက9နဲ့10နဲ့3ပြ9နဲ့10နဲ့3ကို9နဲ့6နဲ့3လို့ရိုက်တာ ਈ เนาะ9နဲ့10နဲ့3ကို9နဲ့6နဲ့3ထားရတော့စုစုကဒီမှာက986ဆိုပြီး3လုံး3ညင်တာเนาะ9ရေ10ကဲ6ခါရမှာ3မှာเนาะ6ခါစီเนาะ986ဒီ3ပေါ့เนาะ10ခါစီနဲ့ခွာ9နဲ့ပေါင်းရင်3 6ခါစီနဲ့ခွာပေါင်းရင်9เนาะ6ခါစီနဲ့ခွာပေါင်းရင်9 6ခါးစီးနဲ့ခွာပေါင်းခြင်း၅ဒါဥပမာအနေနဲ့ဆိုပြီးထည့်ပေးမယ်နော်6ခါးစီးနဲ့ခွာပေါင်းခြင်း၅ဆိုရင်ဥပမာ4 6တက်ပေါ့ဗျာနော်4 6တက်ဥပမာအနေနဲ့ထည့်ပြတာနော်ထိုးမှလို့10ကွက်ပေါ့6ခါးစီးနဲ့ခွာပေါင်းခြင်း၅ဒီကဏ္ဍ10ကွက်ပေါ့ဆိုပြီးဥပမာအနေနဲ့ကဏ္ဍတစ်ကွက်ကိုဒါထည့်ပြလိုက်မယ်နော် sorry 46တက်ဗျ46တက်ဒါဆိုဥပမာအနေနဲ့ထည့်ပေးတာပေါ့ဗျာเนาะဥပမာအနေနဲ့ထည့်ပေးလိုက်တာဒါအစအနေကိုဆွေးပြန်ပြမယ်เนาะဒီ9နဲ့6နဲ့1เนาะဒီနှလုံး1ကိုဒီနှလုံး1ပြီးတော့ ဒီ4890သုံးလုံးတက်တက်ပြီးတော့9 9ထိန်းနဲ့ခွားနှင်းနဲ့ပေါင်းရင်တက်ပေါ့နော်စက်ကစရာပေါ့နော်ဒီ6နဲ့6နဲ့နှစ်အဲ့ဒီနှစ်ကို4နဲ့7နဲ့နှစ်နှစ်ပြီးတော့9 6 90သုံးလုံးပေါင်းခြင်းဒီနှစ်6ထိန်းနဲ့ခွား6နဲ့ပေါင်းရင်နှစ်ပေါ့နော်အမ9နဲ့7နဲ့3အဲ့3ကို9နဲ့6နဲ့3သုံးပြီးတော့9 6 60ဆိုရင်သုံးလုံးပေါင်းခြင်းကို3ပေါ့နော်အဲ့ဒီသုံးလုံးမှာ6ခါနဲ့ခွား9နဲ့3ပေါ့နော်6ခါနဲ့ခွား9နဲ့3ပေါ့နော်6ခါသီးနဲ့ခွား9ကို ဆိုရင်ဒါဥပမာအနေနဲ့ဒါထည့်ပေးရ4 6 1ဆိုတာเนาะ၄ချောင်းတက်ကဘာလို့ခုနဒီပုံစံလေးနဲ့အဆူရဖြစ်မှာစိုးလို့နော်ဒီဒီနှစ်ကိုဒီနှစ်နှုတ်နှစ်သွားမှာဆိုတော့နော်ဥမာဒီနှလုံးနှစ်ကို6 6နှစ်ကိုဒီ6 6နဲ့နှစ်ပြီးတော့9 6 5ကို6 9နဲ့9တယ်3ညာ4နဲ့4ကို8နဲ့6နဲ့4တယ်2နဲ့2နဲ့4ကို6နဲ့8နဲ့4ပြီးတော့8နဲ့4နဲ့2ကို8နဲ့4နဲ့ပြန်နှစ်တဲ့ပုံစံလေးနဲ့၄ထည့်စီလေးကိုဆိုရထည့်ပေးလိုက်တာနော် ဒီ၄၆တက်ဆိုတော့ဒါကဏန်းလေးဒါဥမာနေနဲ့ထည့်ပေးတာပေါ့ဗျာ၄၆တက်ကနော်ကြဲ့ရင်တော့၄၆တက်ကိုပို့ထိုးပေါ့ဗျာကျန်တဲ့ကဏန်းဆယ်ကိုကွက်ကိုတော့6ခါးစီးနဲ့ခွာ9ရဲ့မှာဒီ၄၆တက်ဆိုတဲ့ကဏန်းကတော့ဒါပို့ပြီးတော့ထိုးအားကောင်းတယ်ပြောရမှာပေါ့နော်6ခါးနဲ့6ခါးစီးနဲ့ခွာ9ဆယ်ကွက်နော်အဲ့ဒီထည့်ရမှာစူရီယာဒီ၄၆တက်ဆိုတဲ့ကဏန်းကိုတော့ဒါ ပို့ပြီးတော့ပဲထိုးလိုက်လို့ပဲဆိုပြီးပြောနေတယ်ဗောနော်အဲ6 6တက်ကေဆိုပြီးခုနကပြခဲ့တာက465ဗောနော်6 6တက်465 596ဗောနော်အာလုံကနန်3ခွက်ဗောနော်3ခွက်ဗောကြာလုံးဆွေးရချင်းမေးဆွေးဒီကံကောင်းပါစေဗျာနော်အားလုံးပဲကံကောင်းပါစေကျွန်တော်တို့ဘက်မှာဒါမုံတိုင်းကြောင့်မိုးကလည်းဒါရွာနေပြီဗောနော်ခင်ဗျားအားလုံးပဲသူရဲ့ ချစ်မိတ်ဆွေတွေအားလုံးအားလုံးအားလုံးကံကောင်းပါစေနော်20တစ်ချိန်မှာပေါ့နော်အားလုံးကံကောင်းပါစေဗျာ